ယူကရိန်းကဘလုဂရိကဝတ်တွေနဲ့နျူကလ িয়ার လက်နက်ကိုဆွန့်လွတ်ခဲ့တာလေပြည်သက်များအလုံးပဲမင်းလာပါရှင်ဆိုဖီယာယူနီယံပြုတ်ခဲ့သွားတဲ့အချိန်မှာယူကရိန်းနိုင်ငံဟာကမ္ဘာပေါ်မှာတတိယအကြီးဆုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်1992ခုနှစ်မှာယူကရိန်းမှာနျူကလ িয়ার ဗုံးထုတ်ကြီး156ခုပြူဟာများပုံကျလျင်44စင်းနဲ့နျူကလ িয়ার လက်နက်ထိပ်ပူပေါင်း1900ခန့်ရှိခဲ့ပါတယ် ီလက်နက်တွေဟာဂျီတိန်ပြင်သစ်နဲ့တရုတ်နိုင်ငံတို့ရဲ့နျူကလ িয়ার လက်နက်အင်အားစုစုပေါင်းထားပုံများခဲ့ပါတယ်တပိမဲ့ယူကရိန်းဟာ1990ခုနှစ်မှာအချုပ်ချာအာဏာပိုင်ပြင်ညာချက်ထုတ်ပြန်စဉ်ကတည်းကနျူကလ িয়ার လက်နက်တွေကိုလက်မခံမထုတ်လို့မရယူရကတိပြုခဲ့ပါရယ်ဒီကတိကဝတ်ကိုအကောင့်ထည့်ဖော်ဖို့အတွက်1994ခုနှစ်မှာဘူဒါပက်စ်သဘောတူညီချက်ကိုချုပ်ဆိုခဲ့ပါရယ်ဘူဒါပက်စ်သဘောတူညီချက်အရယူကရိန်းဟာအောက်ပါကတိကဝတ်တွေနဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းခဲ့ပါရယ်နံပါတ်၁ လုံခြုံရေးအာမခံချက်များ American, Russia, Britain တို့က Ukraine ရဲ့နယ်နိမိတ်ပိုင်းနဲ့အထောက်အကူအနာကိုလေးစားမယ်။စစ်ရေးချင်းချမှုမပြုရဘူး။စစ်ဝါရေးဖိအားပေးမှုမပြုရဘူးလို့ကတိပြုခဲ့ပါရယ်။နံပါတ်1စစ်ဝါရေးအကူအညီများ Ukraine ဟာနျူကလ িয়ার လက်နက်တွေကိုရုရှားကိုပြန်လည်ပေးအပ်ခဲ့ပြီးအစာထိုးအနေနဲ့နျူကလ িয়ার လက်နက်တွေက Uranium တပ်မှုအတွက်ရောကျင်းငွေနဲ့နျူကလ িয়ার တအားပေးစက်ရုံတွေအတွက်လောက်စားရရှိခဲ့ပါရယ်။ နံပါတ်3နီးပညာအကူအညီအမေရိကန်နိုင်ငံအတော်ပြန်တွေပုံကျဲလျင်တွေနဲ့နျူကလ িয়ার အခြေဆိုင်အစအုံတွေကိုဖျက်သိမ်းဖို့ဒေါ်လာတန်300ကျော်ယနေ့တန်ဖိုးရဒေါ်လာတန်636ကိုထောက်ပံ့ခဲ့ပါတယ်။နံပါတ်4နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ယူကရိန်းဟာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် MPT ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်နိုင်တဲ့နိုင်ငံအဖြစ်နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်အရယူကရိန်းဟာ696ခုနဲ့မှာနျူကလ িয়ার ထိပ်ဖူးအလုံးကိုရုရှားကိုပြန်လည်ပိအပ်ခဲ့ပြီး2000ခုနဲ့မှာတော့နောက်ဆုံးကြံရှိရဲ့ပြူဟာများနျူကလ িয়ার လက်နက်သေးဆောင်ရေးရှင်ကိုဖျက်သိမ်းခဲ့ပါတယ်။ကြပေမဲ့2014ခုနှစ်မှာရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ခဲ့ပြီးတော့2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်ဆစ်ဆေးရေးလုပ်ခဲ့တာဟာဘူဒါပက်စ်သဘောတူညီချက်ကိုချုပ်ဖောက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ပျက်တွေကြောင့်ယူကရိန်းနိုင်ငံသားတွေနဲ့ကမ္ဘာခေါင်ဆောင်တွေကယူကရိန်းရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းခဲ့တဲ့ဆုံးဖြတ်ချက်ကိုပြန်လည်တုံ့ပြန်လာကြပါတယ်။ယူကရိန်းလွတ်တော်မှတ်ပလာဗိုရီစနီကိုက2014ခုနှစ်မှာကျွန်တော်တို့ဒီသဘောတူညီချက်ကြောင့်ယူကလ িয়ার လက်နက်တွေကိုဆွလွတ်ခဲ့တာပါ။အခုတော့ယူကရိန်းမှာကြီးမားတဲ့အမှားလုံးပြီးခဲ့တယ်ဆိုရက်ဖြတ်စားချက်ပြင်ထန်နေပါတယ်လို့ပြောခဲ့ပါတယ်။သူကယူကလ িয়ার လက်နက်ရှိတခြားနိုင်ငံတွေကအလွယ်တကူကြီးကြပ်မှုတွေလုပ်ရမှာမဟုတ်ပါဘူးလို့လည်းပြေဆပ်ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံအနေနဲ့သဘောတူညီချက်ကိုချုပ်ဖောက်ခဲ့ပြီးဖြစ်တယ်လို့အမေရိကန်အနေနဲ့ကလည်းယူကရိန်းအပေါ်ကိုစီးပွားရေးဖိအားမှုပြုလုပ်တယ်လို့ဖြစ်ကလက်ရှိအချိန်မှာတော့ယူကရိန်းကိုအကူအညီတွေထပ်မံပေးဖို့အတွက်မီးရရတဲ့အခြေအနေမှာရှိနေပါတယ်ဒီဖြစ်ရဟာဘလို့မျိုးသောသဘောတူညီချက်စာချုပ်တွေချုပ်ဆိုပါစေအင်အားကြီးရဲ့နိုင်ငံတွေကဒီသဘောတူညီချက်တွေကိုအချိန်မရွေးချုပ်ဖောက်နိုင်တာကိုပြသနေရလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးခြင်းတဲ့တရေအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။ အမြဲတမ်းဒီလိုမျိုး update ဖြစ်နေတဲ့သတင်းကြောင်းရာတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပြီးပေးနာ notification bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေ။